ရသော်ဘုရားရှင်ကိုတော်မြတ်ကြီးဗာဒနတိပြီဣတိပဒနာမိဂရာကိုတော်တဲ့မှာနေစဉ်တန်ဃာတော်ရှင်သူမြတ်တွေကိုမြတ်စွာဘုရားဟောတာသုတ်တန်ရဲ့အစမှာတော့ဘုဒ္ဓဗုဗ္ဗံဘိက္ခဝေရာဇာသစေတနောနာမဟောသည်ခြေသားယဟန်တို့ရှေးရှေးတုန်းကလောကကြီးထဲမှာသစေတနာမင်းဆိုတာ ပေါ်ခဲ့ဘူးတယ်လို့သုတ်တန်ကိုဒီလိုစပြုတ် နောက်တကသုတ်တန်ရဲ့အဆုံးနာမှာအဟံဧဒရဟိသောတစေတနောအဟောသိတဲ့အဲ့ဒီတော့ကသစေတနာမင်းဆိုတာငါဖျားပဲလို့ဒီလိုလဲဇတ်တော်မှာဒီလိုလဲသုတ်တန်မှာ ပြန်ပြီးတော့ပြောပြထားတယ်အဲ့ဒါကိုကြည်ကြည်အပြည့်ဒီသုတ်တန်ဟာသုတ်တန်လို့နာမည်တတ်တော်လဲပဲသူတော်ကောင်းတို့တွေ950ဇတ်နိပတ်တော်နဲ့ခတ်ဆင်စဉ်ဖြစ် အဲကြောင့်950ဇတ်နိပတ်တော်တွေဆိုတာမြတ်စွာဘုရားဖြစ်တော်စဉ်တွေပြောပြတဲ့နေရာမှာ950လို့ပြောပေမဲ့လို့အခုလို့အင်ကုတ်တို့တဲ့ရောက်ဟိုတဲ့ရောက်ဒီတဲ့ရောက်တဲ့နိဂေ900မှာနှံ့နေတဲ့ဇတ်တော်တွေတုတ်တန်နေတဲ့ပေါင်းရင်950မကများပြမယ်လို့ဒီလိုလဲမှတ်ကြပါဘောနော်အဲ့ဒီတုတ်တန်မှာမြတ်စွာဘုရားပြောတယ်ဘာပြောသလဲမေးလိုက်တော့ ဣတောပဋ္ဌာယသန္နမာတနာဣစီနသင်္ကမ္မောဘဝိတတိတဲ့ခနေ့ကနေစတဲ့ရေအတွက်တော့နောက်ထပ်6လလွန်မြောက်ရင်ဘယင်ကိုယ်တိုင်စစ်တိုက်ထွက်မှာဘယင်ကိုယ်တိုင်စစ်တိုက်ထွက်မှာမို့သူ့အတွက်အသုံးပြုဖို့ရန်အတွက်ယထာလဲဘိတစုံခနေ့ခေလို့ပြောရင်တော့မြင်းလဲဘိပေါ့ဟိုတော့တော့မြင်းလဲဒီနဲ့တိုက်ကြခိုက်ကြတာမြင်းလဲဘိတစုံလိုချင်လို့ဘယင်ကြီးကယထာလဲဘိလှုပ်တဲ့လူကိုနန်းတော်ခေါ်ပြီးတော့မေးတယ်တဲ့ ခြောက်လာတွင်မှာတစုံပြီးအောင်လုံနိုင်သလားလို့ဒီလိုခိုင်းတာတကယ်တည်းမေတ္တမတထကာရစန္ဒမာတနံစာယိမာတိဟိနဝံစက္ကယုကံကာတုံ၆လတဲ့နဲ့ယထာလည်းပဲနှစ်ဘိမိတစုံပြီးအောင်လုံနိုင်လားဆိုတော့သက်ကောမိတေဝကျွန်တော်မျိုးစွန့်နိုင်ပါလေဒါဆိုရင်လုတ်ကွာဆိုပြီးတော့ဘုရင်ကြီးကလုတ်အပ်လိုက်တယ်အလုတ်ကတာဝန်ပေးလိုက်တော့ယထာလည်းပဲလုတ်တဲ့လူကလည်း <laughs> ဘရင်ကြီးခိုင်းတဲ့လို့ဆိုပြီးတော့ကြိုးစားပြီးတက်သားတွေဆရာကောင်းနာတွေကြီးရွေးချယ်ဆွေတွေကစားကောင်းနာတွေကြာကြာနာနာလုံရင်းလုံရင်းနဲ့အချိန်ဘလောက်ကြာသွားသလဲမေးလိုက်တော့9လနဲ့24ရက်ကြာသွားတယ်စာရတုနေ6ချင်းရုပ်လျောကုံတော်စာဤမာသိ6လတို့ဖြင့်ဧကန်ဆက်ကယထလဲပိတပိင်းကိုနှိပ်ထားပေးသည့်ပြည်စီခဲ့ပြီ6လပြေးဖို့6ရက်လိုတော့တဲ့အချိန်မှာတပိင်းပြီးတယ် အဲ့ဒီမှာဘီရင်ကြီးကလာကြည့်တယ်ဟင်မင်းငါပြောတော့6လတဲ့နှစ်ဘိန်းပြီးအောင်လုပ်မယ်ပြောတယ်အခု6ရက်လိုတော့တာတဘိန်းပဲပြီးတယ်မင်း6ရက်ထဲနဲ့နောက်ထပ်ဘယ်လိုလုပ်တဘိန်းပြီးမလဲမပူပါနဲ့ဘီရင်ကြီးပြီးပါတယ်ဆိုပြီးတော့နောက်ထပ်တဘိန်းလုပ်လိုက်တာလဲ6ရက်ထဲနဲ့ပြီးကဲဘီရင်ကြီးခိုင်းတဲ့အတိုင်း6လအတွင်းမှာတစုံပြီးမသွားဘူးလားပြီးသွားဘီရင်ကြီးသွားဆက်သလိုက်တော့ဘီရင်ကြီးကကြည့်တယ်ရှေ့ကနောက်ကဘေးကအကုန်ကြည့် နာနာကရဏနပတ္တမိတဲ့ဒီနှစ်ဘင်းကလည်းမင်း6ရက်နဲ့လှုပ်ရတာရဲ့9လကျော်လှုပ်ရတာရဲ့ဘယ်ရမှငါခွဲကြမရဘူးအကုန်တူးနေတယ်လို့ဒီလိုပြောတာကြတာလည်းပဲလှုပ်တဲ့လူကဘယင်းကြီးတေချာကြည့်ပါမတူဘူးဘယင်းကြီးကတေတေချာချာကြည့်တယ်မကွဲပြားဘူးအတူတယ်အဲ့တော့ငါထူးခြားချက်ရအောင်မရှာနိုင်ဘူးထူးခြားချက်ရှိမင်းငါကိုပြားဆိုတော့ကြတာလည်းပဲလှုပ်တဲ့လူကကြည့်ပါဘယင်းကြီးဟောတာ6ရက်လှုပ်ရတဲ့ဘိန်းဆိုပြီးတော့ မြေပြင်ပေါ်လှိမ့်ပြလိုက်တာခဏလေးလိမ့်ပြီးတော့တခါတည်းပြုတ်ပြက်ပြီးတော့မြေပြင်ပေါ်ပုံကျပျက်စီးသွားတယ်နောက်တစ်ပိတ်ဒါဘီကြီး9လ24ရက်လိုရတဲ့ဘိကြီးပါဖះဆိုပြီးတော့လှိမ့်ပြလိုက်တဲ့ခါကျတော့ဟာမြေကြီးပေါ်ဒေါန်ဒေါန်ဒေါန်နဲ့အရှိန်ရှိသလောက်ပြေးတယ်ပြေးပြီးတော့အောက်လည်းလဲမကြဘူးမမမမကြီးတစသီပြုတ်တာပြက်တာလည်းမရှိဘိနှစ်ခုဘာဖြစ်သွားတော့ကွာချသွားပြီဟုတ်လား အဲ့ဒီမှာဘီရင်ကြီးကဟာဘလို့ဖြစ်လို့လဲငါ့ကိုသရုပ်တင်သာရှင်းပြသားဆိုတော့ဘီရင်ကြီးတဲ့6ရက်လောက်ရတဲ့ဘိန်းငါတဲ့တက်သားတွေကကွေးနေတာတွေကောက်နေတာတွေဆွေးနေတာတွေပါတယ်တဲ့ဟိုဘက်ကတက်သားကတော့ဖြောင်းနေတာတွေအပြစ်နာစာမရှိတာတွေနဲ့တီဆောက်တာလို့အဲ့လိုခိုင်ခန့်တာဟုတ်လားအဲ့တော့ဒါသရုပ်တင်တဲ့အကြောင်းလေးကဘီရင်ကြီးကကြည်တယ်သူဘက်ကအပြစ်မရှိဘူးဆိုတာလဲတူတယ်ဆိုတာလဲမှန်တာပဲ ီဘက်ကအတောက်လေးတွေ24တောက်ဆိုဟိုဘက်ကလည်း24တောက်ဒီဘက်ကဘင်းက4ဘေးခွဲမြေဟိုဘက်ကဘင်းကလည်း4ဘေးခွဲပေါ့ဒီဘက်ကနီအောင်တော့ဟိုဘက်ကလည်းနီအောင်တော့ဘင်းတစ်ခုကတူတယ်ပေါ့တကယ်တော့မောင်းကြည့်လိုက်သုံးကြည့်လိုက်တဲ့ခါကျတူသေးလားမတူအဲ့ဒီမှာမြတ်စွာဘုရားကဇက်ပေါင်းပြတယ်ခြေသားယဟန်တို့တဲ့အဲ့ဒီတုန်းကယထာလဲပိလုတ်တဲ့လူကငါဘုရားငါဘုရားအဲ့ဒီဘဝတော့ကငါဘုရားကတက်သားတွေအကြောင်းကောင်းကောင်းသိခဲ့တယ်တဲ့ အခုဘုရားငါဖျားဖြစ်တော့တိတာကခန္ဓာရဲ့အကြောင်းကိုငါတိလာတယ်တဲ့ဟုတ်လားသူတော်ကောင်းတို့ဟိုဘုရားတော့သစ္စာတွေအကြောင်းတိတယ်ဆွေးတဲ့သစ္စာမကောင်းတဲ့သစ္စာနဲ့တီဆောက်ထားတဲ့လှဲဘိန်းကမြေပြင်ပေါ်မှာကြာကြာမရနိုင်သလိုပဲလှဲဘိန်းနှဘိန်းကြည့်ရင်တူကြသလိုပဲလူတွေလည်းတာမန်ကြည့်ရင်တူတယ်တဲ့ပခုံးတစ်ဖက်ကြခေါင်းပေါက်တာချင်းတူတယ်လက်တစ်ဖက်ပါတာချင်းတူတယ်ခြေနှချောင်းပါတာချင်းတူတယ်မျက်စိနှလုံးပါတာချင်းတူတယ် လူတွေတာမန်ကြည့်မတူဘူးလားတူတယ်ဒါပေမဲ့လို့သူတော်ကောင်းတို့တို့လဲဘိန်တပိတ်ပေါ်ကဆေးတုတ်ထားတော့ခွဲခြားမရသလိုပဲလူတွေလည်းတာမန်ကြည့်ရင်ခွဲခြားလို့မရဒါပေမဲ့လဲဘိန်နှစ်ဘိန်မှာပြည့်တဲ့အတွင်းထဲကမကောင်းတာနဲ့တိဆောက်ထားတဲ့ဘိန်ဟာမြေပြင်ပေါ်ကြာကြာရက်လို့မရသလိုပဲတဲ့အတွင်းစိတ်ထားကာယဝန်ကခန္ဓာကိုယ်ကောက်တဲ့ပုဂ္ဂိုလ်ဝစီဝန်ကပါဇက်ကောက်တဲ့ပုဂ္ဂိုလ်မနောဝန်က စိတ်ကောက်တဲ့ပုံကိုအဲ့ဒီအကောက်၃မျိုးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ပိုင်ရှင်ဟာကောင်းတဲ့သူကတိမှာကြာကြာ နေလို့မရဘူးတဲ့ဘုရားဒီလိုပြောပြတာဟုတ်လားခနေ့တော်ကောင်းတို့ဥစဉ်တို့နေရတဲ့ဘဝဟာသူကတိဘဝမလားဘဝကောင်းသူကတိဘဝကနေမှဥစဉ်တို့ခနေ့တော်ကောင်းတို့တွေဆွန့်လာကတ်ကြတယ်ဘာကိုယီမတ်ဆွန့်ကတ်ကြတယ်လဲမေးနေဘံကိုယီမတ်ဆွန့်ကတ်ကြတာမလားဘာလို့ပဲလို့လို့ဥစဉ်တို့ဗုဒ္ဓဘာသာတွေဘာကိုယီမန်းကြတယ် နိဗ္ဗာန်ကိုယီမှန်းတယ်ပြောကျင်တာကနိဗ္ဗာန်ကိုယီမှန်းပြီးအလုံးလုံးကြတယ်ဆိုရင်ကောက်နေတဲ့မြားကြီးနဲ့ပြိတဲ့ပြစ်တယ်ဆိုရင်ကိုပြစ်တည်ခြင်းတဲ့အရာကိုမှန်နိုင်ပါမလားဘာလို့မမှန်လဲမြားကောက်နေလို့ဟုတ်လားနိဗ္ဗာန်ကိုယီမှန်းပြီးအလုံးလုံးကြတယ်ဆိုရင်လဲဥဒ္ဒနတွေခန္ဓာကိုကောက်နေရင်နိဗ္ဗာန်ရောက်ဖို့ဖြစ်နိုင်ပါမလားခန္ဓာကိုကောက်တယ်ဆိုတာပြိတဲ့ကာယဒုစရိုက်သုံးပါးကျူးလွန်တာကိုပြောတာဟုတ်ပြီလား ပန္နရိပါဒသူမြတ် သက်သက်မယ်အာရိဏဒါနသူမြတ်ပစ္စည်းခိုးမယ်ကာမိတုမိစ္ဆာသာရသူမြတ်အိမ်ရကျူးလွန်မယ်အဲ့ဒီသုံးခုကိုကျူးလွန်ရင်အဲ့ဒါကာယဒုစရိုက်သုံးပါအဲ့ဒီပုံကုမျိုးကိုခန္ဓာကိုကောက်တယ်လို့ခေါ်တာတဲ့ဘုရားကဟုတ်ပြီလားနောက်တဲ့ကမုသာဝါဒပိတုနာဝါစာဖရုဒဝါစာတန်ဖတ်ပလာပဝစီဒုစရိုက်က၄ပါအဲ့ဒီဝစီဒုစရိုက်၄ပါကျင့်သုံးတဲ့ပါဇက်ဟာပါဇက်ကောက်ခဲတဲ့ဘုရားက နောက်တစ်ခါဗိဇ္ဇာပြပါရမိစ္ဆာဒိဋ္ဌိမနောဒုစရိုက်က၃ပါးအဲ့ဒီဒုစရိုက်၃ပါးကျင့်သုံးရင်စိတ်ကောက်နေတာပဲအဲ့လိုစိတ်ကောက်ခန္ဓာကောက်ဗဇက်ကောက်နဲ့နိဗ္ဗာန်ကိုရောက်အောင်ရှောက်နေသပြည့်တော့ဘုရားကဘယ်နည်းနဲ့မှမရောက်နိုင်ဘူးတဲ့ကာယဝံကောဘိက္ခုတဝါဘိက္ခုနိယဝါကာယဝံကောအပ္ပခိနောဝစီဝံကောအပ္ပခိနောမနောဝံကောအပ္ပခိနော ယဟန်ပဲဖြစ်ဖြစ်ယဟန်မျိုးသမီးပဲဖြစ်ဖြစ်လူမျိုးသားပဲဖြစ်ဖြစ်လူမျိုးသမီးပဲဖြစ်ဖြစ်ခန္ဓာကိုယ်ကောက်မယ်ဗဇက်ကောက်မယ်စိတ်ကောက်မယ်ဆိုရင်တော့တရထာပြီစဟိဓိဝတိဟိနိဋ္ဌိတ6ရက်လောက်ရတဲ့ဘိန်းတို့ဖြစ်သွားပါလိမ့်မယ်တဲ့ဒီလိုပြောတာဟုတ်လားအဲကြောင့်သူတော်ကောင်းတို့တို့ဒီဥစ္စတို့တို့ရသော်ပြဒီတုတ်တန်ကိုဘာဖြစ်စေခြင်းလို့ပြိသိဟောစလဲမေးလိုက်တော့ခန္ဓာကိုဖြောင်းစေခြင်းလို့ဘာဖြောင်းစေခြင်းလို့ခန္ဓာကိုဖြောင်းဆိုတာသူမြတ်တဲ့တတ်ချင်းကရှောက်ခိုင်းတာ သူများပစ္စည်းခိုးခြင်းကနေဘာလို့ခိုင်းလဲရှောင်ခိုင်းတာဟုတ်လားသူများအိမ်ရာကျူးကျော်ခြင်းကနေဘာလို့ခိုင်းလဲရှောင်ခိုင်းတာအဲ့ဒီသုံးမျိုးရှောင်ရင်ကိုယ်ခန္ဓာကိုဘာဖြစ်ပြီဖြောင်းပြီဟုတ်ပြီနော်မုဒ္ဒဝါဒပိတုနာဝါဒဖရုဒ္ဒဝါဒမုဒ္ဒဝါဒဆိုတာလိန်ပြောတာပိတုနာဝါစာဆိုတာချောပြစ်ဂုံတိုက်တဲ့ဇာကားတွေတယောက်နဲ့တယောက်အဆင်ပြေတာကိုမပြေအောင်တစ်ဖွဲ့နဲ့တစ်ဖွဲ့ညီညွတ်တာမညီညွတ်အောင်ရှောက်လုပ်တာအဲ့ဒါမျိုးကိုပိတုနာဝါစာခေါ်တယ်ဖရုဒ္ဒဝါစာဆိုတာကြမ်းထမ်းတဲ့ဇာကားပြောတာ တမ္ဖပလာပဆိုတာအရင်မရအဖမရအနှစ်သာရမရှိတာပြောတာအဲ့ဒီ၄မျိုးကို ရှောင်နိုင်ရင်အဲ့ဒီပါဇက်ဟာဖြောင်းနေဟုတ်ပြီလားအဘိဓါပြပါဒမိစ္ဆာဒိဋ္ဌိတဲ့အဲ့ဒီ၃မျိုးကိုရှောင်နိုင်ရင်လည်းစိတ်လည်းပဲဘာဖြစ်တော့ ဖြောင်းနေအနှစ်ချုပ်လိုက်တော့ဘာလဲမေ့တူတော်ကောင်းတို့တို့ဒုစရိုက်တရား၁၀ပါးကိုရှောင်ရင်ဥဒ္ဒနတို့တို့ဘဝဘာဖြစ်တော့ဖြောင်းနေဟုတ်ပြီလားဒုစရိုက်တရား၁၀ပါးကိုကျင့်သုံးနေရင်ဘာဖြစ်တော့ ကောက်တယ် နိဗ္ဗာန်ကိုရောက်ချင်ရင်တို့ကောင်းတို့တွေဖြောင်းကမာလာ ကောက်ကမာလာဖြောင်းကမာဟုတ်ပြီလားမြတ်စွာဘုရားကနိဗ္ဗာန်ကိုရည်မှန်းပြီးအလုံးလုံးကြတဲ့လူတွေတဲ့မင်းတို့တွေခန္ဓာကိုယ်လည်းဖြောင်းအောင်ထားကြစိတ်လည်းဖြောင်းအောင်ထားကြဟုတ်ပြီလားအဲ့ဒီအဖြောင်းထဲမှာနိဗ္ဗာန်ရောက်နိုင်မယ်ခန္ဓာကိုယ်ဖြောင်းစေခြင်းလို့စိတ်ဓာတ်ဖြောင်းစေခြင်းလို့ဗဇက်ဖြောင်းစေခြင်းလို့ဒီတုတ်တန်ကိုဟောတယ်လို့မှတ်ပါဗျာအဲ့လိုခန္ဓာကိုယ်လည်းဖြောင်းစိတ်လည်းဖြောင်းဗဇက်လည်းဖြောင်းတဲ့ပုံကိုမျိုးဟာတည့်ရထားပြီး ဇာရတုနေစိုက်ဒီဝတိနေတိတံစကံတဲ့9လ24ရက်လောက်ရတဲ့ဘိန်းလိုပဲတဲ့ဥစဉ်တို့ရဲ့ဘဝပြိသိဒုစရိုက်တရား10ပါးသာရှောင်ရှားထားမယ်ဆိုရင်ဟောဒီသူကတိဘဝကနေနိဗ္ဗာန်မရောက်တိတိုင်အောင်အပေဆိုတာကြာเสียအကြောင်းမရှိဘူးဒါပြောတာ ဟုတ်လား